င်ဆက်ပေးမယ့်သတင်းကတော့ Wiseland ကို အလဲထန်တဲ့မယိမတုတ်ခွင့်ပေးဖို့အတွက်စစ်စစ်နေတဲ့သတင်းပဲဖြစ်ပါတယ်။မယိုတင်အားရှစ်စွမ်းပြတ်ဆုံးနေတဲ့တိုက်စစ်မိုဟာရှလန်ကိုကစားသမားတိတ်ခေါ်ရရမှာအလဲထက်လောက်ပြီးအသင်းကလည်းထုတ်ခေါက်ခံပေးဖို့အတွက်စစ်စစ်နေရလို့သိရပါတယ်။ အသက်22နှစ်ရွယ်ပဲရှိသေးတဲ့ဝိုင်းလန်ကလက်ရှိဘောလုံးရာသီမှာမန်ယူအသင်းအတွက်ပြိုင်ပွဲအရရမှာ55ပွဲဒီကစားခွင့်ရခဲ့ပေမဲ့ပရီးမီးယားလိမှာသင်ကိုယ်တုံးကိုယ်ပဲသွေးယူနိုင်နေတယ်လို့ပြီးခဲ့တဲ့ဒီဇင်ဘာလနောက်ပိုင်းမှာလည်းကိုယ်သွေးယူနိုင်ခြင်းမရှိတဲ့အထိရှေ့ဆုံးပြောက်ဆုံးနေရပဲဖြစ်ပါတယ်မန်နီပြရဲ့မော်ရင်ဟာဝိုင်းလန်ကိုပုံစံမျိုးစုံတုံးပြီးတော့ပုံမှန်နေထိုင်ရအောင်ကြိုးပမ်းခဲ့ပေမဲ့အဆင်မပြေတာကြောင့်ဆက်လက်တွဲဖို့အတွက်မလွယ်ဘူးလို့ဆုံးဖြတ်ခဲ့တာဖြစ်နိုင်ပါတယ်။ မန်ယူအသင်းဟာဝါရှ်လန်ရဲ့အသင်းဟောင်းဖြစ်တဲ့အတလန်တာမှာရှေ့ဆုံးပြကနေရဲ့ကွင်းလယ်ကစားသမားလုကမန်နဲ့ဝါရှ်လန်ကိုအလဲထက်လုပ်ဖို့တဲ့စဉ်းစားနေတယ်လို့ပိုတိုက်စင်မှုမာတီရက်ကူညာကိုခေါ်ရမှာလဲဝါရှ်လန်ကိုအပြောင်းရွှေ့ရဲ့တစိုက်တစ်ပိုင်းအပြင်နဲ့တည်တည်မှုတဲ့စီစဉ်နေရလို့သိရပါတယ်ဒီသတင်းကိုတော့ညင်းချောင်းဝါပေးပို့လာပါ